ဘော့စတင်ကိုအမြန်ပြောင်းအောင်ကူညီပေးခဲ့တဲ့ညီမလေးနဲ့တစ်ပင်ပေါ်မှာပဲဆက်ရှိနေတဲ့စီမံကြီးအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့နိုင်ငံတကာကတပတ်တီပြီးဆုံးသွားပြီဖြစ်လို့ကလပ်သင်းပွဲစဉ်တွေပြန်ဆလာပြီဖြစ်ပါတယ်ပရီးမီယာလီဂ်စတင်ပြီဆိုတာနဲ့အသင်းကြီးဖန်နီရဲ့လီမွန်နိုင်းတွေကတစ်ပေးပေးပြန်ဆလာပြီလို့ပြောလို့ရပါတယ်စနေနေ့ညပွဲစဉ်တွေမှာတော့အသင်းကြီးတွေနိုင်ပွဲကိုစီရရှိခဲ့ရာကြောင့်ဗမာထရီပြူပြောစရာတော့မရှိပါဘူးညီမလေးတို့ကလည်းသူ့အတူရှင်နေနေတဲ့တတော်သင်းကိုဘာကူဝိုင်းထိုးပြီးခဲ့ပြီးတော့ပေါ့စတီလက်တစ်ခါလေးပြန်သွားကူညီပေးခဲ့ပါတယ်ညီမလေးတို့ကအဝေးကွန်းမှာတော့ရောက်ကစားခဲ့ရပါမယ်တုံးကိုပြတ်တဲ့အနိုင်ရရှိခဲ့ပါတယ်ကန်စယ်ပိုင်းညံ့ နေရင်တော့မှတိုက်စစ်ပိုင်းကောင်တာနဲ့ပေါ်စတီနေနဲ့တော်တော်သေးရောက်မှအလုံးစုံချပြီးလန်သွားခဲ့ပါတယ်တကယ်တော့ညီမလေးတို့ကဒီဘက်မှလူတော်တိတ်မဆောင်ခဲ့ပေနဲ့အဓိကကစားသမားအများစုပါဝင်မလာခဲ့ပါဘူးကွမ်လမာဆိုရင်ဂိုင်ဖီတို့နဲ့အန်ဇိုတို့နှစ်ဦးစလုံးမပါခဲ့လို့လာဗီယာပဲပွဲထွက်လာခဲ့ရပါတယ်ဒီဘက်ကတတော်အသင်းမှာတိုက်စစ်မှုခွေးဆူမပါခဲ့ပေနဲ့အဝန်ကြီးမော်ဂန်ဂစ်စဝိုက်တို့ကိုအထောက်အမထားပြီးတော့ပွဲထွက်လာပါတယ်ဒီမှာဝိုင်းမှာတော့ညီမလေးတို့အနေနဲ့အနေငယ်ကြောင်ပြောင်းနေတဲ့ပုံစံမျိုးကိုတွေ့ရပြီးတော့တိုက်စစ်ကဖူချစ်တယောက်ကလည်းအလုပ်ဖြစ်မနေခဲ့ပါဘူးပထမပိုင်းမှာတတော်အသင်းကလည်းညီမလေးတို့ဘက်ကိုချင်းချောက်မှုတချို့ ပြုလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့နှစ်သင်းစလုံးတွင်ကိုတွေမတွင်ယူနိုင်ခဲ့ကြပဲနဲ့ဘုံမရှိသေးနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ညီမလေးတို့ကလိုအပ်နေတဲ့အပြောင်းအလဲတွေပြုလုပ်ပြီးတော့ကန်ဖီဒိုနဲ့ကွန်းလက်ပိုင်းပြန်လှမ်းဖို့အောင်လုပ်နိုင်ခဲ့တယ်လို့ပိုချင်နဲ့အန်ဒရီဆန်တိုတို့အစားဂီတာနဲ့မတ်ဂူရီတို့ဝင်ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့49မိနစ်မှာအချင်းပေါင်းရဲ့ခေါင်းတိုက်ကိုနဲ့ညီမလေးတို့ဥဆောင်သွားနိုင်ခဲ့ပြီးတော့တတော်တင်ရဲ့ခန့်စုကလည်းအဲ့ဒီကနေစပြီးပြသွားခဲ့ရပါတယ်။ညီမလေးတို့ကနောက်ထပ်ဂိုးတွေကိုတော့ငတုံနဲ့ရီဖ်ချင်းတို့ကတင်းပြပေးခဲ့ကြပြီးတော့အုံကူကိုမရှိနဲ့အနိုင်ရပါခဲ့ပါတယ်။ဝေးရတော့နိုင်သွားတယ်ဆိုပေမဲ့အန နီကမယူရမလင်မယ်ညီမလေးတို့ဘက်ကပပီကန်ဒီမှာအနီကထိသွားခဲ့ပြီးတော့မလိုကူဖလိုတယောက်နှမသူညက်ထုတ်ပေးခံရပါတယ်။နေမွဲကြောင့်မယ်ညီမလေးတို့ကတော့အစစ်ချောင်းနေရာကိုပြန်လည်ရောက်ရှိလာခဲ့ပြီးတော့တပေးပြင်းနဲ့အပေါ်ပြန်တက်လာပြီးဖြစ်ပါတယ်။ဘက်ကစင်မြန်ကြီးတို့ကလည်းအခုဒီလိုတိပိပေါ်ကပြန်မကျလာသေးပဲနဲ့ဖူအန်ကိုအနိုင်ကမ်းပြီးတိပိပေါ်ဆက်ရှိနေပါတယ်။စင်မြန်ကြီးတို့ဘက်မှာအိုဒီကကလည်းလူစုံပေါင်းနေနိုင်ခဲ့ပြီးတော့တပတ်ကဖူအန်အပြင်ကလူစုံနေခဲ့တယ်လို့ပြောလို့ရပါတယ်။ဒူဟန်တင်းကတော့သူ့အိမ်ကျွေးမှာဆိုရင်ကစားခတ်တဲ့အတင်းဆိုတာကိုပြသပါခဲ့ပါတယ်။ဘက်မှာစင်မြန်တို့နဲ့တွင်ကိုရရဖို့လည်းခက်ခဲနေခဲ့ပြီး ီးတော့ပထမပိုင်းမှာဆိုရင်ဖူအောင်ဘက်ကတော့ဂိုးရီယာကိုနီးစပ်ခဲ့တာပါဒါပေမဲ့ပထမပိုင်းကတော့နှစ်သိန်းစလုံးတင်ဂိုးရီမနီးခဲ့ရဘဲနဲ့ဂိုးမရှိတဲ့အင်းနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်ဒုတိယပိုင်းမှာတော့စီမန်ဒီတို့ကကစားပုံပိုကောင်းလာခဲ့ပြီးတော့အခွင့်အရေးတွေလည်းပိုရခဲ့ပါတယ်စီမန်ဒီတို့အနိုင်ဂိုးကိုမှန်မလူလေးထရော့ဆက်ကပဲပြီးရင်ပေးပါခဲ့ပါတယ်ဒီလိုနဲ့မိနစ်60ကျော်မှာဆာကာတယောက်လည်းပနန်တီရရှိခဲ့ပြီးမြေဒီယာကြည့်ပြီးတော့ပဲဖြတ်သွားခဲ့ပါတယ် လက်ကျန်နည်းနည်းဒီမှာစမန်တို့လည်းဂိုးတွေထပ်မသွင်းနိုင်ကြရင်ပွဲရတဲ့တဘူးဂိုးရှိနေပဲပြီးဆုံးသွားကြပါတယ်စမန်တို့ကတော့လိုအပ်နေတဲ့နိုင်ပွဲကိုပြန်ရှာနိုင်ခဲ့ပြီးတော့ဇယားထိဆုံးမှာပဲဆက်ရှိနေနိုင်ကြပါပြီအကြောင်းကျန်တဲ့အပြင်ရလဒ်ဒီစောင့်ကြည့်စရာမလိုပဲနဲ့တိမဲ့ပုံမှာမမိတ်ကြီးဆက်ထိုင်နေနိုင်ဦးမှာလည်းဖြစ်ပါတယ်ဒါပေမဲ့ရာသီကုန်တဲ့အထီးတော့ပြုံးမကြတဲ့ဆက်ရှိနိုင်မှုလိုအပ်နေပါတယ်စုံနေကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်